။စိန်ခေါ်မှုပုံများလာတဲ့ခက်တင်မိပါတယ်။ဟိုရက်က Adolescence ဆိုတဲ့ series ကြည့်ဖြစ်ပါတယ်။ညီမလို့ပါတာပြန်ရရင်တော့ဆယ်ကျော်သက်အရွယ်တွေနဲ့ပတ်သက်တဲ့စကားတကားပေါ့။ mini series လို့ပြောရပါမယ်။အပိုင်း၄ပိုင်းပဲပါပါတယ်။တင်ပြပုံကလည်းစမ်းတယ်လို့ဆယ်ကျော်သက်မိဘတွေသတိထားတဲ့နဲ့အချက်တစ်ချက်ကိုလည်းတေချာလေးရိုက်ပြထားတယ်လို့ပြောရမယ်။ဒီစကားထဲမှာ ကောင်လေးကအသက်၃နှစ် အတန်းပေါ်တငယ်ချင်းရရဆက်ဆက်ဓာတ်နဲ့ထိုးသက်ခံခဲ့ရတဲ့အမှုမှာတန်တရာရှိသူအဖြစ်နဲ့အဖမ်းဆီးခံရတယ်။ CCTV မှာတော့သူတက်တာကအထင်းသားပေါ်နေတယ်။ခတ်တာကဘာကြောင့်တက်ရတယ်ဆိုတဲ့အကြောင်းရင်းကိုရှာမရဘူး။အဲ့ဒီတက်လိုက်တဲ့ဓာတ်ကိုလည်းရှာမတွေ့ဘူး။ကလေးကိုယ်တိုင်ကလည်းသူတက်ပါတယ်လို့ဝန်မခံဘူး။အဲ့ဒါနဲ့ရဲတွေကအကြောင်းအထိလိုက်ဆောင်ဆန်းရတယ်။ စိတ်ပညာရှင်တွေရဲ့အကူအညီကိုယူရတယ်။အမှုကလည်းဟိုးလေးတကြောကြောဖြစ်သွားတယ်။အဲ့ဒါရဲ့နောက်ဆက်တွဲပြဿနာတွေကိုမိသားစုကရင်ဆိုင်ရတယ်။ဒါတွေကို အသေးစိတ်လေးရိုက်ပြထားတာပါ။2010ကနေ2024နှစ်အတွင်းမွေးတဲ့သူတွေကို generation alpha လို့ခေါ်ကြပါတယ်။အခုလက်ရှိအသက်15နှစ်မပြည့်သေးသူတိုင်းက ဲ့ဒီ generation alpha ထဲမှာအကျုံးဝင်ပါတယ်။မွေးကလေးက internet ကို ထိတွေ့ခွင့်ရခဲ့တဲ့ပထမဆုံး music digital natives တွေလို့ဆိုကြပါတယ်။သူရှိက music ဖြစ်တဲ့ဂျန်စီးတွေကိုတော့ internet နဲ့အတူကြီးပြင်းတဲ့ music လို့ခေါ်ပါတယ်။သူတို့တောင်မှဒီလောက် smart ဖြစ်နေရင် generation alpha တွေဆိုပြောမနေနဲ့တော့ဗော။ဒီကလေးတွေရဲ့မိဘတွေအများစုကတော့ generation y set ထဲမှာ ရှိနေကြပါလိမ့်မယ်။စဉ်းစားပုံချင်းတွေးခေါ်ပုံချင်း အပြုတ်မှုချင်းအင်တာနက်အသုံးပြုပုံချင်းတခြားစီဖြစ်သွားပါပြီ။ဒီစီးရီးတွေမှာလည်းအရာကိုပြထားတယ်။လူကြီးတွေသိတာက Instagram မှာပုံတင်တာလောက်ပဲ။ဒီကလေးကသူ့အကောင့်မှာ model တယောက်ရဲ့အဖော်ချုပ်ပုံတွေတင်ထားတယ်။ဒါကြောင့်လိန်ကိစ္စတွေရှိနေလောက်ပြီလို့ထင်တယ်။ဒီလောက်ပဲ။ ့ဖေဆိုသူ့ကလေးအဲ့ဒီလိုတွေတင်နေတာတောင်မသိဘူးအဲ့ဒီတော့ဘလုံးမဒီကလေးနဲ့အသက်ခံလိုက်ရတဲ့ကောင်မလေးချာကဆက်နွယ်မှုကိုဖော်မရကြဘူးနောက်မှစက်ကြောသက်တယောက်ကရှင်းပြတယ်တင်ထားတဲ့ post တွေပေးထားတဲ့ comment တွေကဘာကိုဆိုလိုလဲဘသူကဘသူ့ကိုအနိုင်ကျင့်နေတာ emoji ကိုအသက်ပေးတာကိုတောင်မှအနည်းဆိုရင်ဘာအတိတ်ပဲအဝဆိုရင်ဘာအတိတ်ပဲ အပြာဆိုရင်ဘာအတိတ်ပဲထွက်တယ်စသဖြင့်ပေါ့တွဲမိလိုက်တာကဒီလူငယ်တွေကိုနားလည်ဖို့အတော်စူးစမ်းချရတော့မယ်ဆိုတာပဲမိဘကခင်မမီလေးအသက်တွေနောက်မလိုက်နိုင်လေသူတို့နဲ့ကိုနဲ့ကြားဝေးကွာလေးဖြစ်တော့မှာနောက်ပြီးမိဘတော်တော်များများမသိကြလောက်သေးတာက insert ခါချော်တဲ့အတိတ်ဘယ်ကပါလဲဆိုတော့ကိုယ့်ရဲ့အချစ်ရဲ့ လိမ့်မှုရေးရာကြာရှုံးမှုတွေအတွက်အမျိုးသမီးတွေနဲ့လူမှုအတိုင်းအဝိုင်းကိုအပြစ်တင်တဲ့လိန်ကွဲချစ်ကြိုက်သူအမျိုးသားတွေကိုဆိုလိုပါတယ်။ရှင်းအောင်ပြောရရင်တော့မဟာဖိုဝါဒီယောက်ျားတွေပေါ့။တစ်ဖက်မှာလည်းကြာဆုံးမှုတွေရင်ဆိုင်နေကြရတယ်။အဲ့ဒါတွေအတွက်လောကကိုစိတ်အချင်းပေါက်နေတယ်။အမျိုးသမီးတွေတိတိကျကျပြောရရင်တော့ထက်မြက်တဲ့အမျိုးသမီးတွေဆိုကြိတ်မရဖြစ်နေတယ်။ ျက်စီးရပျက်စီးချောင်းကြံတယ်။အဲ့ဒီလူအုပ်စုကို Insert Community လို့ခေါ်တာ။ဒါကြောင့်သူတို့ကိုယ်တိုင် မပျော်ရွှင်ကြဘူး။အထင်းကျန်တဲ့သူတွေစိတ်တကြယောဂခံစားနေရတဲ့သူတွေအများကြီးပါတယ်။ရုပ်ရည်ကအင်မတန်အရေးကြီးတယ်လို့မြင်ထားကြတယ်။ Feminism လို့ခေါ်တဲ့ကြားမဒန်းတူညီမျှမှုကိုလက်သက်မခံဘူး။မျိုးသမီးတွေဟာအခွင့်အဒုက္ခနေလို့ဖြစ်လာတယ်။ လဲမှုကိစ္စတွေကိုအသုံးချပြီးတော့သူတို့နေ့စဉ်ဘဝတိုးတက်မြင့်မားအောင်လှုပ်ဆောင်နေတယ်လို့ထင်ကြတယ်။တွေ့ရတွေ့ရတွေစုမိလာတယ်။ပို့ပြီးတော့အဆုံးရောက်လာတယ်။နောက်အမုန်းပွားလာကြတယ်။အပြင်မှာပါမှုကင်ကျူးလွန်မှုတွေဖြစ်လာကြတယ်။အခုမှလူလောကကြီးအကြောင်းစူးစမ်းနေကြတဲ့ဆယ်ကျော်သက်ယောက်ျားလေးတွေအတွက်ကြတော့ဆွဲဆောင်မှုတစ်ခုဖြစ်နေတယ်။အထူးသဖြင့်တော့ လူမှုအသားဝိုင်းကသတ်မှတ်ထားတဲ့ပေါင်တွေရဲ့အပြင်ဘက်ကိုရောက်နေကြရှာတဲ့လူငယ်ဆယ်ကျော်သက်တွေပေါ့ influencer တွေထဲမှာလည်းဒီလို insert တွေရှိတယ်လူငယ်တွေကသူတို့ကို idolize လုပ်လာကြတယ်သူတို့ရဲ့အမြင်တွေသူတို့ရဲ့စကားလုံးတွေကဒီလူငယ်တွေရဲ့ဘဝအပေါ်မချိနှက်မှုတွေအတွက်ကိုစိတ်အားသာဖြည့်ဆင်စရာဖြစ်လာတယ်အဲ့ဒီခုနကပြောတဲ့ adolescent ဆိုတဲ့ ဇက်ကားရဲကကလေးဆိုလဲအဲ့ဒီအတိုင်းပဲသူ့ကိုသူရုံဆိုးတယ်လို့ထင်တယ်။ကျောင်းမှာလဲသူကအနိုင်ကျင့်ခံရတယ်။သူ့ကိုကြိုက်မဲ့သူမရှိဘူး။သူ့ကိုအပေါင်းအသင်းလုံးမဲ့သူကလဲနဲတယ်။ဒီအချက်ကသူ့ကို SS community တဲကိုရောက်သွားဖို့အကြောင်းဖန်လာစေတယ်။ပုံမှန်ဆို Instagram မှာအဖော်ချုပ်ပုံတွေကြည့်ပြီးရင်တော်ပြီပေါ့။ light down တိတ်ပြီးတော့မလောက်ကြပါဘူး။ကိုကြည့်တာတိတ်ကုန်မှာဆိုလို့လေ။ လို့မဟုတ်ဘူး။ तू ကပုံဘာတကူးတကပြန်ပြီးတော့လိုက်လုပ်သေးတာ။ तू ယောက်ျားပိသားတဲ့အကြောင်းဒါတွေကိုစိတ်ဝင်စားတဲ့အကြောင်းကိုတမင်ပြတာပေါ့။ကောင်မလေးတယောက်ကို तू နဲ့ဒိတ်ဖို့ပြောတယ်။မရဘူး။နောက်တော့ဒီကောင်မလေးရဲ့အဝိစလိပုံကအွန်လိုင်းမှာပြန်သွားတယ်။အဲ့ဒီမှာ तू နဲ့ဒိတ်ဖို့ထပ်ပြောပြန်တယ်။ပါလို့လဲဆိုတော့ကောင်မလေးရဲ့တံပိုးကျသွားပြီ ဖြစ်လို့ရွေးစရာကတိတ်မကြံတော့ဘူး ိုလူကိုတွေ့ရတော့မှာပဲဆိုတဲ့အတွေးနဲ့ပေါ့ဥပမာပြောရရင်တော့ကိုကိုမကြိုက်ရင်ကားတင်ပြေးမရင်ကျင့်ဒါဆိုလက်မထက်ဘူးလို့ငင်းလို့မရတော့ဘူးဆိုတော့ဒီကအမျိုးသားတချို့လိုမျိုးပေါ့အဲ့ဒါကိုမှကောင်းမလေးကထက်ငင်းနေအွန်လိုင်းမှာပါအဆက်ခွဲပြစ်တော့ဒေါသတွေပို့ထွက်တယ်မိဘတွေအမြင်မှာဘာမှမသိသေးတဲ့73နှစ်အရွယ်ကလေးလေးဆိုပေမဲ့ သူ့စိတ်ထဲမှာသူ့ရဲ့ online မှာဖြစ်ပြနေတာတွေကတမုံကြီးဒီဇကားကတခြားဇကားတွေနဲ့မတူတာကမိဘတွေက ကလေးကိုနှိပ်စက်တာတို့ပစ်ထားတာတို့ဂယုမဆိုင်တာတို့ကြောင့်ဒီကလေးကဒီလိုဖြစ်သွားတယ်ဆိုပြီးပြထားတာမျိုးမဟုတ်ဘူး generation gap ကိုပြသွားတာလို့မြင်မိတယ်မျိုးဆက်ကွာဟာမှုပေါ့ဒီဇကားထဲမှာဆိုရင် အဖေကအသက်90ကျော် ကလေးက73နဲ့အင်စရာခါချာအကြောင်းနားလည်ဖို့မပြောနဲ့သူ့သားကိုရဲကလိန်ကိစ္စနဲ့ပတ်သက်တဲ့မိခွန်းနဲ့မေးတာတောင် သူ့မှာအံ့ဩနေတာဒါတောင်အနောက်တိုင်းရင်ချင်းမှုနော်ကျွန်တော်တို့စီမှာဆိုပို့ဆိုးမယ်ကလေးနဲ့အဖေဖလဲတကင်းမရှိတာတားဖခြင်းဖတ်တာထိတွေ့တာလုံးဝမလောက်သွားတာကလည်းတမင်ရည်ရွယ်ချက်နဲ့ရိုက်ပြထားတယ်လို့ထင်တယ်ကလေးကိုအဖေကချစ်တာပဲရှိတာ လုံးလုံးနားလည်မနေဘူး။ကလေးနဲ့အဖေကြားစိတ်ချင်းဆက်နွယ်မှုမရှိဘူးလို့ပြကြနေတာပေါ့။အဲ့ဒီ emotional attachment အကြောင်းလဲကျွန်တော်မကြာခဏရေးဖို့ပါတယ်။အပေါ်မှာပြောခဲ့တဲ့ digital နဲ့ပတ်သက်တဲ့ကိစ္စတွေကနားလည်အောင်လိုက်လုပ်ဖို့ခက်ပါလိမ့်မယ်။ကျွန်တော်တို့မိဘတွေရဲ့ဖုန်းကိုပဲယူကြည့်လိုက်ပါဦး။သူတို့ new face မှာ ပေါ်တာတွေနဲ့ကျွန်တော်တို့စီမှာပေါ်တာတွေနဲ့က လုံးဝတခြားစီပဲကိုရီဟာတိုက်ရနေတဲ့သတင်းတွေကို သူတို့ကတကယ်ထင်နေတာ ှာပေးရမယ်ဆိုရင်လေကျွန်တော်ဆို Instagram ကိုမကြိုက်ဘူးပုံတွေပဲကြည့်နေရလို့ကျွန်တော်ကစာဖတ်ချင်တယ်သတင်းသိချင်တယ်တခုခုကိုသင်ယူတာမျိုးလုပ်ချင်တယ်အခုချိန်ထိလဲကျွန်တော် Facebook ပေါ်မှာစာအရှည်ယူရရေးတုံးမယ် Generation Alpha တွေထဲမှာဒီလိုလိုက်ပြီးတော့ဖတ်မဲ့သူကတိတ်နေသွားပြီတချင်းတွေအစိုးတော်တွေဆိုလဲ ဒီခေတ်ဆယ်ကျော်သက်တွေကြိုက်သမျှကျွန်တော်တို့ကြိုက်လို့မရတော့တာတွေကြားတောင်မကြားဘူးတာတွေအများကြီးဖြစ်လာပြီကျွန်တော်ရဲ့ personality ကိုကအစ်စ်ကိုလက်ခံနိုင်မှုမှာအားနေတာလည်းပါတာပေါ့ပြောချင်တာကခင်မိအောင်လိုက်လို့ရတာတိတ်တော့မလွယ်ဘူးဆိုတာပဲတိုးပေမဲ့သားသမီးနဲ့စိတ်ချင်းဆက်နွယ်မှုရှိအောင်လှူထားနိုင်မယ်ဆိုရင်တော့အတိုင်းအတာတစ်ခုထိအဆင်ပြေလိမ့်မယ်လို့မြင်ပါတယ်သူတို့မှာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ် ကိုယ့်ကိုအရင်ဆုံးသတိရဖို့ပေါ့ ုံပေါ်လင်းလင်းပြောရဲဖို့ပေါ့ဖွင့်ဟရဲဖို့ပေါ့ဘာပဲဖြစ်ဖြစ်ပြောလို့ရတယ်အပြစ်မတင်ဘူးနားလည်ပေးတယ်ဒီလိုခံစားချက်မျိုးသားသမီးတွေမှာရှိနေဖို့ကတိတ်အရေးကြီးတယ်လို့မြင်ပါတယ်သူတို့နားထောင်နေတဲ့တချင်းတွေကိုလိုက်နားထောင်ဖို့သူတို့သုံးတဲ့ဆိုရှယ်မီဒီယာတွေလိုက်သုံးဖို့မလွယ်ရင်တောင်မှအရန်လဲမငင်းဆန်ဖို့ဒိတ်အောင်မနေဖို့တိမိခေါမိလောက်ရှိဖို့တော့လိုပါလိမ့်မယ် ူပြောတဲ့စကားမိဘကနားလည်မှာမဟုတ်ဘူးဆိုတဲ့အတွေးဝင်သွားတဲ့အခါဘာမှလာပြောကြမှာမဟုတ်လို့ပါပဲဒေါက်တာဖြိုးတီဟာ20ရက်3လ2025